ညာသားကြီးများအားလုံးမင်္ဂလာပါဗျာအင်္ဂါသားကြီးများအတွက်အဲ2ရက်6လ2025မှာ6ရက်6လ2025ဒီအင်္ဂါသားကြီးများရဲ့တပတ်တာငွေကြေးအခြေရေအိမ်တော်ရေးကျန်းမာရေးကံလေးကိုကျွန်တော်ကဒီနမကကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲကတည်းကကျွန်တော်ဆွဲပြီးသွားပါပြီငွေကန်လေးကနေစပြီးတော့ကျွန်တော်ပြောပြပေးပါမယ်ငွေကန်လေးတွေ့ကြလာတဲ့အင်္ဂါသားကြီးများရဲ့နမိတ်ကတော့ကလေး မလေးပေါ့နော်အဲဒီကက်ကလေးနမိတ်ကဘာဖြစ်တာလဲဆိုတော့ငွေချင်းနဲ့ပတ်သက်ပြီးရေပတ်တာကာလမှာအင်္ဂါသားကြီးမြများကစိတ်ချမ်းသာစရာစိတ်ချမ်းမြေ့စရာပျော်ရွှင်စရာကိစ္စလေးတွေကြုံလာနိုင်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အကူအညီတောင်းခံတာအကူအညီရယူတာသူများအကူအညီပေးရဆိုတဲ့နေရာတွေမှာ SMB ချောချောမွမ်းမွမ်းနဲ့အောင်မြင်မယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်ပေါ့နော်အဲ့တော့ငွေကြေးကံတွေကတော့ဒီရေပတ်တာကာလမှာအင်္ဂါသားကြီးမြများကပြန်ကောင်းနေတယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်အဲ့တော့ပိုပြီးအဆင်ပြေအောင်မြင်စေဖို့အတွက်ငွေချင်းနဲ့ပတ်သက်ပြီးတော့လောရမယ့်ရေတွေအရလေးက မိမိရဲ့မွေးနံတောင်းဆိုတော့အင်္ဂါနံတောင်းမှာအဲတတိသုံးမျိုးကိုလှုပ်ပြီးတော့ငွေကြေးတွေပို့ပြီးအဆင်ပြေလာဖို့အတွက်ဆူတောင်းလိုက်ရပါတယ်ပြီးတော့အချေးပေါ့နော်အချေးရီဘက်တာကာလာမှာအနှဲငယ်စိတ်ညစ်စိတ်ဆင်းရဲပင်ပန်းနေရမယ်တပတ်တာကာလာဖြစ်တယ်အချေးနဲ့ပတ်သက်ပြီးတော့ဟိုလိုချင်တာဖြစ်ချင်တဲ့အတိုင်းမဖြစ်တာအဲအဆင်မပြေတာကိုယ့်ရဲ့စိတ်သွားတိုင်းကိုမပါတာအဲဒါမျိုးလေးတွေဖြစ်လာနိုင်တယ်လို့အခက်မသိရင်အဲဒီ ကိုအခြေအနေပတ်သက်ပြီးတော့အဲ့လိုစကားများရတဲ့ကိစ္စလေးတွေကြောင့်ခွဲခွာတာမျိုးလေးတွေရှိနိုင်ပါတယ်အဲ့တော့အခြေအနေပတ်သက်ပြီးတော့ကံလေးကတော့ညံ့နေတယ်လို့ပြောလို့ရတယ်အဲ့တော့အခြေအမှာပို့ပြီးအဆင်ပြေစေဖို့အတွက်လိုအပ်မယ့်ရေတွေအားလေးကအဲစိုက်ကားသို့မဟုတ်အနှေးရင်နဲ့ဝယ်တဲ့ခောက်ဆွေးကြော်ကိုလမ်းခွေးကိုကျွေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့ပြီးရင်အခြေအတွက်အဆင်ပြေစေဖို့အတွက်ဆူတောင်းပေးပါအိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးကတော့ကိုယ့်ရဲ့ အိမ်တော်ကြီးထဲမှာစိတ်ညစ်စရာ စိတ်ပင်ပန်းစရာ စိတ်ပူပင်ရတာအဲရှင်းပြောရင်ကိုယ့်ရဲ့အဲကာမပိုင်လင်ယောက်ျားတို့မဟုတ်အမျိုးသမီးကိုသူများကခိုးယူရတာမျိုးလေးတွေကြုံရတတ်တယ်ပြီးတော့အမှုကင်းလေးတွေလည်းပြစ်လာနိုင်တဲ့လောကြောင့်မလို့ဒီဘက်တာကာလမှာအင်္ဂါသားသမီးတွေကအဲအိမ်တော်ကြီးနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲမယ်တပတ်တာကာလလေးဖြစ်နေပါတယ်ကံလေးကတော့ညံ့နေတယ်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးလောဝမယ့်ရေရီယာလေးကတော့ ိုယ့်ရဲ့မရှိတဲ့သူပေါ့နော်အမှအကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမရှိတဲ့သူရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ယောက်ျားတော့မဟုတ်ကိုယ့်ရဲ့ယောက်ျားအဲထားပါတော့ကိုယ့်ရဲ့ယောက်ျားနဲ့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့အိမ်ကြီးပေါ့နော်အမျိုးသမီးရလည်းအမျိုးသမီးရဲ့အိမ်ကြီးမျိုးသားလည်းမျိုးသားရဲ့အိမ်ကြီးအဲဒီလင်မယားနဲ့ရဲ့အိမ်ကြီးကို ပေါင်းပြီးတော့မရှိတဲ့လူကိုလှူပေးပါအဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေပါပါလိမ့်မယ်အဲပြီးတော့ကျမ်းမိုင်ပေါ့နော် ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့အနေငယ်ခြေလောင်းအောက်ပိုင်းနဲ့ပတ်သက်ပြီးတော့အလုံးနာရာကျေနာထုံနာ ကျင်တာအကျောထုံးတာဒါမျိုးလေးတွေဖြစ်တာလွဲပြီးတော့ကြီးကြီးမားမားတော့ဘာမှမဖြစ်ပါဘူးအဲခဏတာဖြစ်တဲ့ယောဂဖြစ်ရတဲ့ကြောင့်မလို့စိတ်ပူစရာမရှိပါဘူးယောဂဟောင်းနေပါတယ်ရှိတယ်ဆိုလို့ရှိရင်လည်းမကြခင်မှာတတ်တာပျောက်ကင်းသွားမယ်ဆိုတဲ့နိမိတ်ကိုမြင်ရတယ်အဲ့တော့ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့ပုံမှန်အစဉ်ပြေစေဖို့အတွက်လောကမင်းရေတရားလေးကတော့အိမ်ရဖရားမှာစီကမင်းကိုစွန့်တော်ကပ်ပေးပါအင်္ဂါသားများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကောင်လေးကို follow လေးလုပ်အသေးလေးပြီး comment လေးရေး share ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း